တကယ်ကြီးတန်လိုက်တာနော်ဒီဗီဒီယိုလေးကထိုင်ဝမ်မှာဖြတ်သွားတယ်လို့သိရပါတယ်ဒီရထားပေါ်မှာပေါ့နော်ကျွန်တော်တို့ကိုရီးယားမှာလည်းဒိုယာချာဆော့ဆိုပြီးတော့အတန်ဆန်းတဲ့သူတွေအဖိုးခွားတွေပိုက်ကြီးတွေတွေအတွက်ပေါ့နော်အဲအဲ့လိုမျိုးလူတွေအတွက်တသက်ထိုင်ကုန်ရှိရပေါ့နော်အဲ့လိုမျိုးထိုင်ကုန်မှာဒီမျိုးသမီးကထိုင်နေမိတယ်ဆိုရင်တော့ဒါသူ့ရဲ့အမှားပေါ့နော်အဲ့လိုမှမဟုတ်ဘူးတသက်ဒီရဲ့ အဖွားကြီးကနေပြီးတော့အဲသူစိတ်ပိုင်းဆိုင်ရာတကူးကချိုးရင်းမှုကြောင့်သူဒီလိုမျိုးနေရာကိုဒီနေရာမှာလိုချင်နေဆိုပြီးတော့အဲအခုလိုမျိုးပြုတ်မှုတဲ့တောင်းနေဆိုရင်တော့တမျိုးပေါ့နော်အဲအဖြစ်မှန်ကိုတော့ဘယ်သူမှတော့မတည်သေးဘူးပေါ့နော်ဒီခါကဒီအမျိုးသမီးကလည်းတသက်ကိုကန့်ကျင်လို့မဟုတ်ကိုသူ့လက်ထံမှာရှိတဲ့ပစ္စည်းကိုဘေးရတငယ်ချင်းတယောက်ကိုခဏပြူခိုင်းထားပြီးတော့သူတသက်ကိုကန့်တာပေါ့နော်ကြည့်ကြည့် You can try one more time. 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 How dare you can try one more time? So we don't feel like that. ကျွန်တော်ကတော့ဘာပဲဖြစ်ဖြစ်တနာတယ်ဗျာဒီဖိုးကြီးဖွားကြီးတွေဆိုတော့တချို့ကတငယ်ပြန်နေတာတွေငယ်မှုပြန်နေတာရှိရပေါ့နော်စိတ်ပိုင်းဆိုင်ရာမှာဖောက်ပြန်နေတာတွေရှိတယ်အဲ့လိုမျိုးတွေရှိတယ်ဆိုလို့ရှိရင်ဒါအဲသူတို့ရဲ့မတိတမှုပေါ့နော်ကလေးဆန်မှုပေါ့နော်ဒါမျိုးတွေကိုအဲကိုကဖယ်ပေးလိုက်လိုက်ဖယ်ပေးလိုက်ရရင်ဘာမှအပမ်းမကြီးဘူးကွာအဲတကယ်တမ်းကိုကဖယ်ပေးတင်ပါလေကျွန်တော်အနေနဲ့ဆိုရင်ကျွန်တော်ဒီလိုမျိုးနေရာလာတောင်းနေဆိုရင်ကျွန်တော်ကတော့ဖယ်ပေးလိုက်မှာပေါ့နော်

ဆိုင်စကားတော့နားမလည်တော့တင်းတဲ့သူရှိရင်လေဘာသာပြန်ပြေးပြပါဦးကျွန်တော်တော့မလုပ်တဲ့ဘူးလို့ထင်နေဗျာခုလိုမျိုးကြီးပေါ့နော်ကိုထက်အသက်ကြီးတဲ့ညာစွာကြီးတဲ့အသက်ပဲကြီးကြီးမကြီးကြီးပါဒါမျိုးကြီးကလုံးဝကိုလုံးဝကို မလုတ်တဲ့မအောင်လုံးဝကိုမလုတ်တဲ့အရာပါ